တောင်ကြီးမြို့၌စွန့်ပစ်ပစ္စည်းများခွဲခြားစွန့်ပစ်ရန်သိပညာပေးခြင်းနှင့်တရုတ်ပြတ်ကြံခန္ဓာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အမတ်တဲ့အခြေခံပညာတက်တန်းကြောင်းဒေါက်ခင်သိန်းခမ်းမ၌ဂျော်လာ16ရက်နေ့နနေ့စင်နာရီကစွန့်ပစ်ပစ္စည်းများခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်တရုတ်ပြတ်ကြံခန္ဓာကျင်းပပြုလုပ်ခဲ့ပါတယ်။ရှိဦးစွာရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ်ပြည်내လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကအဖွင့်အမာစကားပြောကြရာတွင်နေ့စဉ်လူနေမှုဘဝမှာစွန့်ပြစ်ပစ္စည်းတွေနဲ့မလွဲမသွေတွေ့ကြုံနေရပါကြောင်းပတ်ဝန်းကျင်မှာကောင်းမွန်သည့်စွန့်ပြစ်ပစ္စည်းစီမံခန့်ခွဲမှုတွေနဲ့အတူစနစ်တကျစွန့်ပြစ်ခြင်းကြောင့်တန်ရှင်းတာရသည့်ပတ်ဝန်းကျင်အခြေအနေတွေရှိနေသလိုစွန့်ပြစ်ပစ္စည်းစီမံခန့်ခွဲမှုအားနည်းနေသည့်အတွက်စီကံမဲ့စွာစွန့်ပြစ်မှုတွေကြောင့်ပတ်ဝန်းကျင်ညဉ့်ဉန်းမှုအခြေအနေတွေလည်းရှိနေပါကြောင်း ပတ်ဝန်းကျင်မှာတွေ့ရသည်စွန့်ပစ်ပစ္စည်းအမျိုးအစားများစွာရှိပြီးအခြေခံအားဖြင့်ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေဘေးအန္တရာယ်မရှိသည့်စွန့်ပစ်ပစ္စည်းတွေကိုထုတ်ကုန်ပြည့်ပြန်လည်ပြုပြင်အသုံးပြုနိုင်ပြီးစွန့်ပစ်ပစ္စည်းများနဲ့ပြန်လည်ပြုပြင်အသုံးပြုလို့မရနိုင်သည့်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျကွဲခြားစွန့်ပစ်ခြင်းကအမိုက်သိမ်းဆုမှုကိုလွယ်ကူစေသည့်အပြင်အမိုက်များကိုအကျိုးရှိအောင်ပြန်လည်အသုံးချမှုပြုနိုင်သည့်ရလဒ်ကောင်းများရရှိစေပါကြောင်း စွန့်ပြစ်ပစ္စည်းထွက်ရှိမှုပမာဏကိုအ ਨੇ စုံဖြစ်အောင်လျှော့ချနိုင်ပါကြောင်းပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကိုအချိန်ချင်းပြန်လည်အသုံးပြုပြီးစွန့်ပြစ်ပစ္စည်းတွေကိုခွဲခြားစွန့်ပြစ်သည့်နည်းလမ်းတွေကိုကျင့်သုံးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းပြောကြားပါသည်ထို့နောက်ရှမ်းပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဒေါ်သင်းသင်းထွန်းကတဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများအသိပညာပေးဟောပြောခြင်းတောင်ကြီးမြို့နယ်စီမံသားရာရေးဌာနမှ အမှုဆောင်အရာရှိဦးသိန်းဝင်းကအမိုက်များခွဲခြားဆုံးဖြတ်နိုင်ရေးရှင်းလင်းသရုပ်ပြခြင်းနဲ့ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမူလမင်းတန်းကစွန့်ပြစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်းအရာများအားပါဝါပွိုင့်ဖြင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။